်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ခြေထရတော်ကိုချီးမွမ်းပါတယ်ယေရှုထံသို့ပို့ဆောင်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ယောဟန်အခန်းကြီး1အငယ်35ကနေ40ကိုဆင်ကျင်သွားခြင်းပါတယ် တပန်ယောဟန်သည်နှစ်ဖန်လေး၌တပည့်နှစ်ယောက်တို့နှင့်အတူယက်နေ၍ယေရှုကြွတော်မူသည်ကိုမြင်လျှင်ဘုရားသခင်ဤသို့တငယ်ကိုကြည်တော်ဟုဆို၏တပည့်နှစ်ယောက်တို့သည်ထိုစကားကိုကြားလျင်ယေရှုနောက်တော်သို့လိုက်ကြ၏ယေရှုသည်လက်၍ထိုသူတို့လိုက်ကြသည်ကိုမြင်တော်မူလျှင်အဘယ်အလိုရှိသနည်းဟုမေးတော်မူ၏ထိုသူတို့ကရဘီ ကိုရောသည့်အဘေမာနေတော်မူသည်နီဟုမေးလျှောက်ကြ၏ရဘီအနက အရှင်ဖျားဟု ဆိုလိုသည်ယေရှုကလည်းလာ၍ကြည်ကြလော်ဟု မိန့်တော်မူ၏ထိုသူတို့သည်တွား၍နေတော်မူရာအရက်ကိုကြည်ကြ၏ထိုအချိန်သည်ဆယ်နာရီအချိန်ဖြစ်၍မိုးချုပ်သည့်တိုင်အောင် အထံတော်၌နေကြ၏ယောဟန်၏စကားကိုကြား၍နောက်တော်သူလိုက်တော်သူနှစ်ယောက်တို့တွင် တယောက်ကရှိမုံပေသူညီအန်ဒရီပေဒီထို့သူသည်မိမိအကိုရှိမုံကိုရှေးဥစွာတွေ့လျင်ငါတို့သည်မေရှိကိုတွေ့ကြပြီဟုပြောဆိုလျင်သူကိုယေရှုထံသို့ပို့ဆောင်လေ၏မေရှိအနက်ကခရစ်တော်ဟုဆိုလိုတည်းယေရှုသည်ထိုသူကိုကြည့်ရှု၍တင်သည်ယောနာဤသားရှိမုံဖြစ်၏ကေဖအမိတစ်ကိုရလက်တန်းဟုမိန့်တော်မူ၏ ကေဖအနက်ကပေတရုဟုဆိုလိုသည်တခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တယောက်ဖြစ်တဲ့အန်ဒရီဟာလူတွေကိုတခင်ယေရှုခရစ်တော်စီကို ခေါ်ဆောင်မိတ်ဆက်ပေးခြင်းပြုတတ်တာကိုနောက်ကဘက်တော်မှာကျွန်တော်တို့တွေ့ရတယ်။သူဟာတခင်ယေရှုခရစ်တော်နဲ့ပထမဦးဆုံးအချိန်တွေ့ပြီးတဲ့နောက်ချက်ချင်းပဲသူ့အကို ရှိမုန်ပေတရုကိုငါတို့မေရှိယကို တွေ့ကြပြီလို့ပြောပြီးတော့ယေရှုခရစ်တော်စီကို ပို့ဆောင်ပေးခဲ့ပါတယ်။နောက်ပိုင်းလူမြောက်များစွာစာလောင်နေတဲ့အချိန်မှာကျွန်တော်တို့ယောဟန်အခန်းကြီး6အငယ်8ကနေ9ကိုကြည့်မယ်ဆိုရင်မုတ်ငါးလုံးနဲ့ငါးနှစ်ကောင်ပါတဲ့သူငယ်လေးတစ်ယောက်ကို သခင်ယေရှုစီကို ခေါ်သွားခဲ့ပါတယ်။ယောဟန်အခန်းကြီး7အငယ်20ကနေ22ကိုကြည့်မယ်ဆိုရင်လည်းပဲဟေလတာဂရိလူမျိုးတချို့ကသခင်ယေရှုခရစ်တော်နဲ့တွေ့လို့တဲ့အခါမှာအန်ဒရီနဲ့ ိလိပ္ပိတို့ကသခင်ယေရှုခရစ်တော်စီကိုခေါ်ဆောင်ပေးသွားပါတယ်။ဒီလိုတပည့်တော်တွေရဲ့လှုပ်ရက်တွေကကယ်တင်ရှင်ကိုသိခြင်းရဲ့အရေးကြီးမှုကိုသူတို့ကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိမြင်ကြောင်းပြသနေပါတယ်။ယောဟန်အခန်းကြီး1အငယ်38ကနေ39မှာကြည့်မယ်ဆိုရင်အန်ဒရီဟာသခင်ယေရှုခရစ်တော်နဲ့စတွေ့တဲ့အချိန်မှာကိုရောနဲ့အချိန်ယူပြီးတော့ကိုရောစီကနေတင်ယူလိလာစရာတွေကိုတင်ယူခဲ့တယ်။ ဒါကတပည့်တော်တယောက်ရဲ့စံနမူနာပဲဖြစ်တယ်။ကုရောနဲ့အချင်းယူခြင်းမိတ္တရဖွဲ့ခြင်းဟာဘုရားသခင်ကိုဝိပုကိုးကွယ်ခြင်းတွေမှာအကန့်အသတ်မရှိတဲ့အကြောင်းကောင်းတဲ့တတိပေးသွန်သင်နေတဲ့အချက်ဖြစ်တယ်။အဲ့ဒါအပြင်ခရစ်တော်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးမှာ ကျွန်တော်တို့ရရှိတဲ့ကယ်တင်ခြင်းနဲ့ဝမ်းမြောက်ပျော်ရွှင်မှုကိုတခြားသူတွေကိုဝေမျှလို့တဲ့ဆန္ဒကိုလုံဆော်ပေးတင်ပါတယ်။ အန်တွေဟာတခြားသူတွေကို မရှိရကက်တင်ရှင်နဲ့မိတ်ဆက်ပေးဖို့ရှက်ကြောက်ခြင်းမရှိသလိုကျွန်တော်တို့အနေနဲ့လည်းအခြေအနေအမျိုးမျိုးမှာသူ့လိုပဲလှုပ်ဆောင်ဖို့အတွက်အသင့်ရှိနေတင်ပါတယ်။မဿဲအခန်းကြီး၄အငယ်၁၈ကနေ၁၉မှာသခင်ယေရှုခရစ်တော်ကတပည့်တော်အဖြစ် ရှိမုန်တဲ့အန်ဒရီတို့ကိုငါကိုဖမ်းမဲ့အစားလူကိုများတဲ့တငါအဖြစ် ခေါ်ခဲ့တဲ့အခါမှာသူတို့ဟာ ချက်ချင်းပဲပိုက်ကွန်ကိုစွန့်ပစ်ပြီးတော့နောက်တော်ကိုချက်ချင်းပဲလိုက်ခဲ့ကြတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနဲ့နောက်တော်ကိုလိုက်နေတဲ့ကျွန်တော်တို့အနေနဲ့လည်းအဲ့ဒီလိုလူတွေကိုသခင်ယေရှုခရစ်တော်စီကိုပို့ဆောင်ရမယ့်အံ့ဩစရာပန်းတိုင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ပုံစံတွေကိုယေကူသွေးတွေနဲ့အဲ့ဒီလိုလှုပ်ဆောင်ဖို့အခွင့်အလမ်းတွေကကွဲပြားနိုင်ပေမဲ့လည်းကျွန်တော်တို့တက်ရောက်ချင်းစီဟာတခြားသူတွေကိုသခင်ယေရှုခရစ်တော်စီကိုပို့ဆောင်ဖို့ တာဝန်ရှိပါတယ်။ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းကိုကိုယ်တိုင်တခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင်ခြင်းရပြီးတော့အသက်တာအတွက်ဝမ်းမြောက်ခြင်းကို ခံစားနေရမယ်ဆိုရင် တခင်ယေရှုခရစ်တော်စီကိုလိုအပ်နေတဲ့တခြားသူတိုင်းကိုပို့ဆောင်ပေးခြင်းအားဖြင့်ဘုရားသခင်ရဲ့အလိုတော်ဖြစ်တဲ့တိမောသေဩဝါဒစာပထမဆုံးအခန်းကြီးနဲ့အငယ်၄မှာပြောထားတဲ့လူအပေါင်းကယ်တင်ခြင်းကိုရောက်ပြီးတော့တမန်တော်ကိုသိစေဖို့အလိုတော်ကိုဆောင်နေတဲ့သူတွေအဖြစ် ဘုရားသခင်အတူရှိကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားသင့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါ